EU5 Plus ကိုကျွန်တော် charging station မှာပင်းနေကုန်ကြတဲ့ကုန်ကြစရိတ်1 km မှာမြန်မာငွေဘယ်နှချက်ကုန်လဲဆိုတော့ရင်စီကားထဲမှာစီကားတော်တော်သက်သာတယ်ဒီ GL list ကို1 km သွားရင်ဘယ်လောက်ကုန်ကြလဲဆိုတော့ကျွန်တော်တွက်ထားလေးရှိတယ်ဒီ EU5 Plus ဒီ R သွား42%အဲ186 km ကနေကျွန်တော်အသွင်းလိုက်တာမှာအဲ80%မှာကျော်330 km ကိုရောက်သွားတယ် အဲအဲ့ချိန်မှာကျွန်တော်အေကွန်းကိုကျွန်တော်သုံးလုံးဖွင့်ထားတယ်။အဲအဲ့ကိုရောက်ဖို့အတွက်ကြာချိန်ကမိနစ်20လောက်ကြာတယ်။နောက်ဆုံးဘလောက်မြန်မာငွေကြာလဲဆိုတော့သူက20 kW ကို1000ကျွဲလောက်သွားကြာတယ်။နော်အဲ့တော့1 km မှာဘယ်နဲ့ကြာကြာလဲဆိုတော့ကျွန်တော်ဒီ330လေးကနေဒီ186ကိုနှုတ်လိုက်မယ်ဆိုရင်154 km ပေါ့ဒီ1000ကျွဲကြက်နဲ့154 km သွားလို့ရတဲ့ဆိုတော့ပေါ့နော်အဲ့တော့1 km မှာဘလောက်ဘလောက်ကြာမလဲဆိုတော့သူကကျွန်တော်ဒီ တပေါင်းခွဲကို154နဲ့ပြန်ချလိုက်တော့100နီးပါးလောက်ကျတယ်เนาะ GL list ကတော့ကျွန်တော်သုံးနေကြတော့ဒီမြူရင်း highway တော့16 km ပါလီတာလောက်ရတယ်အခုက95ကို1လီတာ3000ဆိုတော့တော့ဒီ1 km တော့တော့166ကျက်လောက်ကျတယ်အဲဒါကအခုကဒီ charging station မှာတော့တွင်းမှာအလုပ်ကြတာเนาะကျွန်တော်ဒီ8မီတာနဲ့ပဲတွင်းမယ်ဆိုရင် EV ကဒီထက်အများကြီးပိုသက်တာလေပြီးတော့ကျွန်တော် EV ကိုကျွန်တော်ကြိုက်တယ်ထဲမှာပါတယ် ကျွန်တော်အခုလည်းဒီ CR တစ်စီးရောက်ပြီကျွန်တော် EV ဝယ်ဦးမှာလက်ရှိအိမ်မှာရှိတဲ့နှစ်စီးကိုကျွန်တော်ရှင်းထားတာပေါ့နော် maybe တခြား EV ကားတွေနဲ့ဈေးနှုန်းအပြောင်းလဲနည်းနည်းတော့ရှိနိုင်တယ်